positive ဆိုတိုင်းကျမ်းမာတဲ့အရာတော့မဟုတ်ဒီနေ့ toxic positivity ဆိုတဲ့သကလုံးလေးရဲ့အခြေခံနေစပြီးတော့ပြောအောင်စာအုပ်ကလည်းစုဖတ်တော့က toxic positivity ဆိုတဲ့စာအုပ်ဖတ်တာအဲ့စာအုပ်ဖတ်တဲ့အခါမှာသူပြောတာတွေတော်တော်ကြိုက်တာပေါ့နော်သူတို့ culture မှာ positive ဖြစ်တယ်ဆိုပြီးတော့ပြောပေမဲ့အကူအညီမရမယ်နဲ့ပုံပြီးစိတ်အနှောက်အယှက်ဖြစ်သွားစေတဲ့အကြောင်းအရာအများကြီးရှိတယ်အဲ့ဒီစာအုပ်လေးကကြတော့လုံးဝကိုတိတိမိမိပြောနိုင်တဲ့စာအုပ်ထဲမှာပါတယ်ဘယ်အချိန်မှာ positive တွေက toxic ဖြစ်သွားလဲဆိုတာလေးကိုပြောအောင် လူတွေကအကူကြီးလိုလို့လာပြောတယ်ဒါပေမဲ့ပုံမှန်ကြားလိကြတာရှိပြီးတော့အနှစ်မပါတဲ့စကားလုံးတွေပြောတဲ့အခါမှာ positive of positive ပဲ toxic ဖြစ်သွားတတ်တယ်ပြီးတော့ခက်ခဲနေတဲ့ emotions တွေကို shaming လုပ်တယ်ဆိုရဲအသံပုံသဏ္ဍာန်အပြောအဆိုမျိုးဖြစ်သွားတဲ့အခါမှာ toxic ဖြစ်သွားတတ်တယ် shaming ဆိုတော့ဒါလေးတော့ဖြစ်နေရလားဘာလို့များဖြစ်နေရသေးလဲဘာလို့များသဲကွဲနေသေးလဲဒီလိုစကားလုံးတွေက shaming လိုမျိုးပေါ့နော်ကိုမရည်ရွယ်နောက်မှဒီလိုမျိုးခံစားစေရတတ်တယ်နောက်တစ်ခုကကြတော့ဒါကြတော့ခ ံစားတဲ့သူနဲ့ဆိုင်တယ်ပေါ့နော်ပြောတဲ့သူနဲ့တော့မဆိုင်ဘူးကိုကဘယ်လိုခံစားရလဲဆိုတော့ကိုကကိုအပြစ်တင်တာငါအကောင်းမမြင်နိုင်လိုက်တာ तू ပြောလိုက်တယ်ဒါပေမဲ့ तू ပြောတဲ့အရာလေတကယ်ကို positive ဖြစ်ကောင်းဖြစ်မယ်ဒါပေမဲ့ကိုအနေနဲ့ဘလို့မှ positive လို့မခံစားတဲ့အခါမှာကိုကကိုငါအကောင်းမြင်စိတ်မရှိပါလားဆိုပြီး blame လုပ်တဲ့အခါမျိုးမှာဆိုရင်လေပို့ပြီးတော့အေးပြောတဲ့စကားလုံးက talk to လို့ခံစားရစီတယ်နောက်တစ်ခုကကြတော့တကယ်ဖြစ်နေတဲ့ reality ကိုအမှန်မမြင်နိုင်တဲ့ deny လုပ်တဲ့စကားလုံးတွေအဲဒါတွေကိုပြောလိုက်တာမျိုးပေါ့ဥမာထားပါတော့ပေါ့နော်ကိုရဲ့အခြေအနေကမိ မိသားစုဝင်တယောက်ယောက်ဆုံးရှုံးသွားတာကိုသိတ်ချရတဲ့လူတွေဆုံးရှုံးသွားကိုသိတ်ပြီးတော့မျက်နှိုးတဲ့အိမ်လေးပြိုသွားအဲ့ချိန်မှာမလေးဒါရီအကုန်လုံးပြန်ရရမှာဒါရီအကုန်ပြန်ကောင်းမှာဆိုတာဒါရီကသူ့အနေနဲ့ကိုကတော့ကောင်းစီချင်းလို့ပြောတာပဲဒါပေမဲ့ဖြစ်နိုင်တယ်ဆိုတဲ့အခြေအနေမျိုးမှာတမ်းမရှိနေဘူးဆိုရင်ဒီဟာကိုကြားရတဲ့သူကလေဘလို့မှ positive မတွေးနိုင်နေဘူးပေါ့နော်အဲ့တော့စိတ်စေတနာမှန်ရင်တောင်မှတက်ရောက်မှုကမှားနိုင်တယ်အဲ့တော့ toxic positivity ဆိုတာကလေတကယ်တော့အကောင်းဆုံးကင်တွယ်ရမယ့်နည်းလမ်းအကြတော့ကိုချင်းစာဖို့ကိုချင်းစာ ာရဲဆိုရင်မှာကိုဖြစ်မှာကိုချင်းစာရမဟုတ်ပနဲ့ကိုတခါမှမဖြစ်ဘူးတဲ့သူ့ရဲ့ဘဝသူ့ရဲ့အခြေအနေမှာတွားမြင်ပြီးတော့တကယ်ကို ့နေရတယ်ကိုချင်းစာတာကိုပြောတာခတ်လာဆုံးခတ်တယ်ဒါပေမဲ့ तू ဖြည်းဖြည်းချင်းလေ့ကျင့်ယူရင်ရတယ်ဘလို့ပုံစံကိုသွားလိုက်ရလဲဆိုတော့ဒါ practical ဖြစ်တဲ့အချက်လေးစုပြောမှာပေါ့နော်ဒါတော့စုရစုခန်းစားမိရဲ့အရာပေါ့အဲတခါလေးရရင်တချို့အရန်ရိုင်းဆိုင်ပြီးအရန်ပြောဆိုတဲ့ဆိုတဲ့အရာတွေကိုစုနားမလဲဘူးဘလို့လဲဆိုတော့ဒါအရှင်းဆုံးပြောတာစုသူများကိုအလောက်ထိမပြောဘူးအမြင်ကပ်ရင်ကတ်တယ်ပေါ့နော်ဒီထက်ပိုပြီးတော့အရန်ကိုထိခိုက်တာမပြောဘူးဒါပေမဲ့အဲ့လိုပြောတဲ့သူညားမလဲနိုင်နောက်ကြတော့ဘလို့ဒီအချိန်တွေမှာနားလဲဆိုစာများဖတ်တဲ့အချိန်ရင် history တွေကိုအထူးသဖြင့် history စာအုပ်တွေပါဖတ်တဲ့အချိန်ဆိုန ားလဲတယ်ပြီးတော့ psychology ဆိုင်အစာအုပ်တွေပေါ့နော်အလူတွေမှာဒီတချို့ဒီလိုပြောထွက်တယ်ဆိုရင်စကလုံးနေရသူတို့ငယ်ဘဝဖြတ်တန်းလာတဲ့ပုံစံတွေအခြေအနေရနေပြီးတော့ကိုတခါမှမမြင်ရတဲ့ဥမာထားပါတော့ပေါ့နော်အာ serial killer ရဲ့ psychology ဘယ်လိုများဖြစ်နေမလဲအာ sociopath တွေရဲ့ psychology ဒီစိတ်ကဘယ်လိုများတွေးနေလဲဆိုရဲအဲ့လိုစောင်းတွေပဲဖတ်တဲ့ခါမှာနားလဲသွားတယ်နားလဲဆိုတာနော်နားလဲပြီးတော့ခွန့်လွတ်ပြီးတော့အဲ့လိုတွေမပါဘူးပေါ့နော်ဒါပေမဲ့နားလဲသွားရဲဆိုရဲ step တစ်ခုရောရောက်သွားရဲပေါ့အဲ့ခ ါမှာကိုချင်းစာစိတ်ဆိုတာဖြစ်လာတယ်အဲ့တော့ကို့အနေနဲ့ကဒါလေးကပေါ့ပေါ့လေးလို့ကိုတွေးလိုက်ပြီမဲ့သူတို့အတွက်တော်တော်လေးပင်နေမှာပဲဆိုတာမျိုးနားလေသွားတဲ့အချိန်မှာကိုပြောတဲ့စကားလုံးတွေကတော်တော်ကိုဂယုဆိုင်မိတယ်နောက်တစ်ခုက DM မှာဆိုပြောဘာသာရေးနဲ့ပတ်သက်ပြီးတော့တဲ့ God's plan ပါဖခင်ရဲ့ပိုကောင်းမှု plan တွေဖြစ်လာတာပါတို့ဒါမှမဟုတ်လည်းအော်အတိတ်ကကုသိုလ်ကံတွေကြောင့်ဆက်ရတယ်လို့ဂယုတွေးလိုက်ပါပေါ့ဂယုပြုတ်လိုက်ပါလို့ပဲစဉ်းစားလိုက်ပါဆိုအဲ့ဒါတွေကလေတကယ်ကို toxic positivity တွေသိလားဟိုတချို့ဆိုရင်ဒီဘာသာကိုပါယုံကြည်မဲ့သွားန နိုင်တဲ့အခြေအနေရှိရပေါ့နော်အဲ့တော့ဒါလေးဆိုလဲသူ point လို့ပြထားတယ်ပေါ့အဲ့တော့ဒီစာအုပ်ကရတဲ့အတွေ့အကြုံရဲ့ကိုယ့်အကူခန်းစားမိတဲ့အတွေ့အလေးတွေကိုပေါင်းပြီးတော့ဒါတော့မျှဝေလိုက်တာဖြစ်ပါတယ်ကိုယ်လည်းစကားပြောလို့ရှိရင်အကောင့်တော့ပြောပြီးမယ်အကောင့်မဖြစ်သွားဘူးဆိုရင်စကားလုံးလေးဆိုရင်ရှောင်ကျဉ်နိုင်ပါစေ